မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်္ကန်းစာလေးမှာ ဆိုရင်တော့ A4 စာအုပ်ကိုကြောကပ် print ထုတ်တဲ့နီလန်းလေးတွေကိုကျွန်တော်ဒီသင်္ကန်းစာလေးမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ် ကျွန်တော်တို့စာစီစာရေးပြစ်လောက်ထားတဲ့ file လေးတွေကိုစာအုပ်ထုတ်ဖို့ရာအတွက်စာအုပ်ထုတ်တဲ့အခါမှာလည်း A4 စာရွက်နဲ့ကျွန်တော်တို့ print ထုတ်မယ်။ A4 စာရွက်ကိုကျွန်တော်တို့ဟိုဘက်ဒီဘက်ကြောကပ် print ထုတ်တဲ့အခါမှာ printer set တွင်တွေကိုဘယ်လိုချိန်ရမလဲဆိုတော့နီလန်လေးတွေကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက်ကျွန်တော်တို့စာစီစာရေးပြစ်လောက်ထားတဲ့စာအုပ် file လေးကိုတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ကျွန်တော်ကတော့ဒီရဲ့သင်ခန်းစာလေးမှာနမူနာပြပေးဖို့ရာအတွက် ွန်ပျူတာအခြေခံသင်တန်းရဲ့သင်ရိုးစာအုပ်လေးကိုနမူနာထားပြီးတော့မှ print ထုတ်ပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီမှာကိုစာစီစာရေးပြုလုပ်ထားတဲ့စာအုပ် file လေးကိုတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ဟောကျွန်တော်ကတော့ DS စာအုပ် file လေးကို PDF format လေးနဲ့ကျွန်တော် file ကိုသင်ခဲ့ပေးလိုက်တာဖြစ်ပါတယ်။ကျွန်တော်တို့စာစီစာရေးပြုလုပ်တဲ့အခါမှာတော့ Microsoft Word နဲ့ပဲကျွန်တော်တို့စာစီစာရေးပြုလုပ်ထားတယ်။ Microsoft Word ကနေပြီးတော့မှတိုက်ရိုက် print တန်းပြီးတော့မှထုတ်တဲ့အခါမှာ ပရင်တာစက်တွေနဲ့ချိန်ရတာတိတ်ပြီးတော့အဆင်မပြေတဲ့အတွက်ကျွန်တော်တို့ Microsoft နဲ့စာစီစာရေးပြုလုပ်ထားတဲ့ file လေးကို PDF format အနေနဲ့ကျွန်တော်တို့အရင်ဆုံးသိမ်းခဲ့ပေးလိုက်တာဖြစ်ပါတယ်။ဒီတော့သိမ်းထားတဲ့ PDF file လေးကိုကျွန်တော်တို့ print ထုတ်ဖို့ရအတွက်ဒီရဲ့ PDF file လေးကိုတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။စာအုပ် file လေးပွင့်လာပြီဆိုရင်တော့ကျွန်တော်တို့သူ့ရဲ့မြင်ကွင်းလေးကိုနည်းနည်းလေးကျွန်တော်တို့ short လိုက်ပါမယ်။အခုဒီရဲ့ကျွန်တော်တို့ကွန်ပျူတာအခြေခံသင်တန်းရဲ့သင်ရိုးစာအုပ်လေးမှာဆိုရင် စာမျက်နှာပေါင်းကျွန်တော်တို့89ရွက်ရှိပါတယ်ဒီရက်သရိုးစာအုပ်လေးကိုကျွန်တော်တို့ကအပြင်မှာ print ထုတ်ပြီးတော့စာအုပ်လေးထုတ်ဖို့ရာအတွက် A4 စာအုပ်မှာကျွန်တော်တို့ဟိုဘက်ဒီဘက်ကြောကတ်ကျွန်တော်တို့ print ထုတ်မှာဖြစ်ပါတယ်ဒီတော့ဒါလေးတွေမှာကျွန်တော်တို့ PDF file လေးဖြန့်ပြီးသွားပြီဆိုရင်တော့သူ့ကိုကျွန်တော်တို့ print ထုတ်ဖို့ရာအတွက် printer setting နေချိန်ဖို့ရာအတွက် keyboard ကနေပြီးတော့မှ control ရယ် p ရယ်နှိပ်ပြီးတော့ printer setting တွေကိုကျွန်တော်တို့ဝင်လို့ရတယ် ဒါမှမဟုတ်ကျွန်တော်တို့ဒီဘက်ဘေးလေးမှာရှိနေတဲ့ပရင်တာပုံစံလေးကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်ပြီးတော့လဲပရင့်စက်တင်တွေကိုဝင်ပြီးတော့ချိန်လို့ရပါတယ်ဒီတော့ကိုရှိမှာပရင်တာရှိတယ်ဒါမှမဟုတ်ကိုရဲ့ရုံးမှာကျွန်တော်တို့ပရင်တာလေးရှိတယ်ဆိုရင်တော့ကျွန်တော်တို့စမ်းပြီးတော့မှလိုက်ပြီးတော့မှလေ့ကျင့်ရင်းနဲ့ကျွန်တော်တို့ထုတ်ကြည့်လို့ရပါတယ်ဒီတော့ကျွန်တော်တို့ဒီရဲ့သင်ခန်းစာလေးမှာက A4 စာအုပ်ကိုဟိုဘက်ဒီဘက်စာမျက်နှာနံပါတ်တွေအဆင့်လိုက်ထွက်အောင် ကြောကပရင်ထုတ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ပရင်တာ setting လေးတွေစပြီးတော့မှပြင်ပေးရမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်လက်တွေ့ပရင်ထုတ်ထားတာလေးတွေကို video file လေးတွေကျွန်တော်ရယူပေးထားခဲ့ပါတယ်အဲ့ဒီ video file လေးတွေကိုကျွန်တော်တို့တစ်ချက်လောက်ဖွင့်ပြပေးသွားပါမယ်ဟောကျွန်တော်တို့ဒီရက် video လေးရနေစပြီးတော့မှကြည့်ကြည့်မယ်ပေါ့နော် အခုကျွန်တော်တို့ဒီမှာသရောစာအုပ် PDF file လေးကိုကျွန်တော်တို့တစ်ချက်လောက်ဖွင့်လိုက်ပါတယ်။ပြီးသွားပြီဆိုရင်တော့သူ့ကိုကျွန်တော်တို့မြင်ကွင်းလေးလျှော့လိုက်မယ်။မြင်ကွင်းလျှော့ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က printer setting လေးတွေဝင်ပြီးတော့ပြင်ဖို့ရာအတွက် printer ပုံစံလေးကိုကျွန်တော်တို့တစ်ချက်လောက်နှိပ်လိုက်ပါတယ်။နှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုးလေး ပရင့်စတင်လေးကြလာပြီဆိုရင်တော့ကျွန်တော်တို့ဒီရဲ့နေရာလေးမှာကိုပရင့်ထုတ်မဲ့ပရင်တာလေးကိုကျွန်တော်တို့ကရွေးပေးရမှာဖြစ်ပါတယ်ဒီတော့အခုလက်ရှိကျွန်တော်ကဒီရဲ့သင်ခန်းစာလေးမှာတော့ Amazon ပရင်တာလေးနဲ့ကျွန်တော်တို့ပရင့်ထုတ်မှာဖြစ်တဲ့အတွက်ဒီနေရာလေးမှာကိုပရင့်ထုတ်မဲ့ပရင်တာကိုရှိမှာရှိနေတဲ့ပရင်တာ model ကိုကျွန်တော်တို့ရွေးပေးရမှာဖြစ်ပါတယ်ကနွန်ပရင်တာတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ Amazon ပရင်တာတွေပဲဖြစ်ဖြစ်ပရင့်စတင်ချိန်တဲ့အခါမှာတော့အားလုံးကကျွန်တော်တို့အတူတူပဲဖြစ်ပါတယ် ဒီတော့ဒီရဲ့နေရာလေးမှာဒီ printer ရွေးမယ်ပြီးရင်ကျွန်တော်တို့သူနဲ့သက်ဆိုင်တဲ့ setting လေးတွေဝင်ပြီးတော့မှပြင်ဖို့ရာအတွက်ကျွန်တော်တို့ဒီမှာ property ဆိုတဲ့အထည်ကိုဆက်ပြီးတော့ဝင်လိုက်ပါမယ် property ထဲကိုဝင်ပြီးသွားပြီဆိုတာနဲ့အခုလိုမျိုးပေါက်လေးကျလာပါလိမ့်မယ် document size ဆိုတဲ့နေရာလေးမှာကျွန်တော်တို့က A4 စာအုပ်ကိုကြောကပ် print ထုတ်มาဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီရဲ့နေရာလေးမှာ A4 ဆိုတာလေးကျွန်တော်တို့ရွေးချယ်လိုက်ပါမယ် စာအုပ်ကိုကျွန်တော်တို့ကအထောင်လိုက်လေးပဲ print ထုတ်မှာဖြစ်တဲ့အတွက် portrait ကိုကျွန်တော်တို့ရွေးပေးထားလိုက်ပါမယ် paper type ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်တို့က plain paper ပဲရွေးပေးထားပါမယ်။ဘာကြောင့်လဲဆိုရင်တော့ကျွန်တော်တို့ကစာအုပ်ကို print ထုတ်တဲ့အခါမှာရိုးရိုး A4 စာရွက်အပားလေးတွေနဲ့ပဲ print ထုတ်မှာဖြစ်တဲ့အတွက် plain paper ဆိုတာလေးရွေးပေးထားမယ်။ standard ကိုပဲထားပေးထားလိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ကစာအုပ်ကို print ထုတ်တဲ့အချိန်မှာ color နဲ့ထုတ်မှာလား ဂရေးစကေးအဖြူအမဲနဲ့ထုတ်မှလာဆိုပြီးတော့လဲရွေးချယ်လို့ရပါတယ်ကျွန်တော်တို့စာစီစာရေးပြုလုပ်ထားတဲ့ file ထဲမှာကျွန်တော်တို့က highlight တွေချေထားခဲ့တာတွေရှိတယ်ဓာတ်ပုံတွေရဲ့ color ရောင်တွေပါနေတာတွေရှိတယ်ဒါတွေကိုကျွန်တော်တို့ printer ကနေပြီးတော့ထွက်တဲ့အခါမှာ ကာလာအယောင်လေးတွေနဲ့ပဲထွက်စေခြင်းနဲ့ဆိုရင်တော့ဒီနေရာလေးမှာကျွန်တော်တို့ကာလာဆိုတာကိုရွေးပေးထားပါပါမယ်ကျွန်တော်ကတော့စာရွက်ထဲမှာရှိနေတဲ့ကာလာတွေကိုဘာအယောင်မှမပါစေချင်ဘူးအဖြူအမဲနဲ့ပဲကျွန်တော်တို့ကပရင်တာမကနေပြီးတော့ထွက်လာစေချင်တာဖြစ်တဲ့အတွက် grayscale ဆိုတာလေးပဲကျွန်တော်တို့ရွေးချယ်လိုက်ပါတယ်ဒါလေးတွေအားလုံးကျွန်တော်တို့ရွေးပြီးသွားပြီဆိုရင်တော့ okay ဆိုတာလေးကျွန်တော်တို့ click တစ်ချက်လောက်နှိပ်ပေးလိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုရင်တော့အခုလောလောဆယ်ကျွန်တော်တို့က ချက်ချင်းတန်းပြီးတော့မှ okay ဆိုတာလေးကိုနှိပ်လိုက်တယ်ဆိုရင်တော့ကိုယ့်ရဲ့ကွန်ပျူတာနဲ့ချိတ်ဆက်ထားတဲ့ printer ကနေပြီးတော့မှစာရွက်တွေအားလုံးကိုသူကတပြိုင်တည်းထွက်လာမှဖြစ်ပါတယ်။အခုလက်ရှိဒီရဲ့သင်ရုပ်စာအုပ် file လေးမှာဆိုရင်တော့တစ်ကနေပြီးတော့မှ80နဲ့ခွန်ထိစာမျက်နှာအရေအတွက်ပေါ့80နဲ့9ရွက်ရှိရဆိုပြီးတော့ပြောပြပေးထားပါတယ်။ကျွန်တော်တို့ဒီမှာက print ထုတ်တဲ့အခါမှာ တမျက်နာချင်းထုတ်ချင်တာမဟုတ်ဘဲနဲ့စာရွက်ကိုကျွန်တော်တို့ကနံပါတ်ဆိုင်ရာ line ဟိုဘက်ဒီဘက်1234ကြောကတ်ကျွန်တော်တို့လှမ်းပြီးတော့မှထုတ်မှာဖြစ်တဲ့အတွက်ဒီတိုင်းတန်းပြီးတော့မှထုတ်လို့မရသေးဘူးဒီတော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့နောက်ထပ်စက်တင်လေးတွေဝင်ပြီးတော့ပြင်ပေးရအောင်မှာဖြစ်ပါတယ် pre race ဆိုတဲ့နေရာလေးမှာတော့စာမျက်နှာတွေအားလုံးကိုထုတ်မယ်ဆိုတော့ကျွန်တော်တို့ all ကိုကျွန်တော်တို့ရွေးပေးထားပါမယ်ပြီးရင်တော့ဒီရဲ့ subset ဆိုတဲ့နေရာလေးမှာ open and race ဆိုပြီးတော့ဖြစ်နေပါတယ် open and rain ဆိုတဲ့သဘောလေးကတော့ကျွန်တော်တို့စာမျက်နှာတွေအားလုံးကိုတစ်ခါလဲထုတ်မယ်ဆိုပြီးတော့ပြောပြထားတာဖြစ်ပါတယ်။ကျွန်တော်တို့ကစာအုပ်ထုတ်တဲ့အခါမှာကြောကတ်ထုတ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီရဲ့နေရာလေးမှာ open only ဆိုပြီးတော့မှရွေးချယ်ပေးရပါမယ်။ပါကြောင့်ကျွန်တော်တို့က open only ကိုရွေးပေးရလဲဆိုရင်တော့လက်ရှိစာမျက်နှာ80နဲ့9ရွယ်ထဲကနေပြီးတော့မှမာကနန်းတွေကြည့်ပဲရှိနေတဲ့စာမျက်နှာတွေကိုကျွန်တော်တို့အရင်ဆုံး print ထုတ်မယ်ဆိုပြီးတော့ print setting လေးတွေကိုချိန်ပေးလိုက်တာဖြစ်ပါတယ် ါမှကျွန်တော်တို့က open only ရွေးပြီးသွားပြီဆိုရင်တော့အောက်မှာရှိနေတဲ့ ok ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်โอเคဆိုတာလေးကိုနှဲလိုက်တာနဲ့တပြိုင်နဲ့ကျွန်တော်တို့ဒီမှာပရင်တာကနေပြီးတော့မှစာရွက်လေးတွေစပြီးတော့မှထွက်လာတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒီတော့ကျွန်တော်တို့ဒီမှာပရင်တာလေးကိုတစ်ချက်လောက်ဖွင့်ပေးထားမယ် ။ဟောဒီကနေပြီးတော့မှကျွန်တော်တို့ဒီမှာကိုပရင်ထုတ်လိုက်တဲ့စာရွက်လေးတွေစပြီးတော့မှထွက်လာပြီးဖြစ်ပါတယ်။ဒီမှာတော့ကျွန်တော်နည်းနည်းလေးကြော်လိုက်မယ်နော်။စာမျက်နှာက36ရွက်တောင်မှထုတ်ရမှာဆိုတဲ့အတွက်ကျွန်တော်တို့အနည်းငယ်ကြာမှာဆိုတဲ့အတွက်ကျွန်တော်တို့ဒီရဲ့နေရာလေးမှာကြော်လိုက်ပါမယ်။ဒီတော့စာရွက်တွေကျွန်တော်တို့ကမာကနန်းတွေကြီးပဲထုတ်လိုက်တဲ့အခါမှာရှိရှိသမျှစာရွက်တွေအားလုံးကိုကျွန်တော်တို့ပရင်တာကနေပြီးတော့မှထွက်လာမှဖြစ်ပါတယ်။အားလုံးကျွန်တော်တို့ပြီးသွားတဲ့အချိန်မှာဆိုရင်တော့အခုလိုမျိုးပုံစံ ကျွန်တော်တို့စာရွက်တွေအားလုံးကပြီးသွားမယ်ပေါ့နော်ပရင်တာကနေပြီးတော့မာကနန်းတွေကြီးပဲထုတ်ပြီးသွားတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ထွက်လာပါလိမ့်မယ်ထွက်လာတဲ့အခါမှာဆိုရင် तू ကဘယ်လိုပုံစံထွက်လာလဲဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုးပုံစံတိုင်း तू ကထွက်လာပါတယ်အလုံးပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ဒီလိုပုံစံတိုင်းလေးသူကပြီးသွားပါတယ်ဒီတော့တရားဘုကျွန်တော်တို့ကကြောကပ်ပြန်ပြီးတော့မှလှန်ထုတ်ဖို့ရအတွက် ပရင်တာမှာစာရွက်တွေကိုဘယ်လိုပြန်ထည့်ရမလဲဆိုတော့နီလန်လေးတွေကိုဆက်ပြီးတော့သွားပါမယ်။ဒီတော့ကျွန်တော်တို့အခုလိုမျိုးပုံစံပရင်တာကနေပြီးတော့ဟောကျွန်တော်တို့ထွက်လာတယ်။ဒါကိုကျွန်တော်တို့ကကြောကပ်ပြန်ပြီးတော့ထုတ်ဖို့ရတဲ့အတွက်အခုလိုမျိုးလေးကျွန်တော်တို့လက်ကိုပုံဘက်ဒီဘက်ပြောင်းပြန်လှန်ပြီးတော့ထွက်လာတဲ့စာရွက်တွေကိုဟောဒီလိုပုံစံကျွန်တော်တို့ကလှန်ပေးလိုက်မှာဖြစ်ပါတယ်။ဒီနေရာလေးမှာရေးကြည့်ပါရနော်စာရွက်ထည့်တာတွေကျွန်တော်တို့မှားတယ်ဆိုရင်တော့စာမျက်နှာနံပါတ်တွေကမညီဘဲနဲ့တလွဲတွေကျွန်တော်တို့ထွက်နေမှာဖြစ်ပါတယ် ဒီဘက်ဟိုဘက်ဒီဘက်ကျွန်တော်တို့လမ်းမယ်ပြီးရင်ကျွန်တော်တို့စာရွက်ကိုစောက်ထိုးအနေထားလေးကျွန်တော်တို့ပြန်ပြီးတော့မှထည့်ပေးရမှာဖြစ်ပါတယ်ဒီလိုပုံစံထွက်တယ်ကျွန်တော်တို့ပြီးရနော်အခုလိုမျိုးဇောက်ထိုးအနေထားလေးပြန်ပြီးတော့ထည့်ပေးလိုက်ပါမယ်ဒါလေးကျွန်တော်တို့ကစာရွက်တွေကိုဇောက်ထိုးအနေထားပြန်ထည့်ပြီးသွားပြီဆိုရင်တော့ ျွန်တော်တို့ကြံနေတဲ့နောက်ထပ်စုံကနန်းရှိနေတဲ့စာရွက်လေးတွေကိုထပ်ပြီးတော့ထုတ်ပေးရမှာဖြစ်တဲ့အတွက်ပရင့်စတင်လေးတွေကိုကျွန်တော်တို့ဆက်ပြီးတော့သွားမယ်ဒီနေရာလေးမှာတော့ကျွန်တော်တို့တခြားကျွန်တော်တို့ဘာမှထပ်ပြီးတော့မှပြင်ဆင်ရမလို့တော့ဘူးဒီနေရာလေးမှာကျွန်တော်တို့က open and range ဆိုပြီးတော့ဖြစ်နေတာလေးကိုကျွန်တော်တို့ကအစောနောက်က open only ထုတ်ခဲ့လိုက်တယ်။ဒီတခါတော့ကျွန်တော်တို့က event page only ဆိုပြီးတော့မှစုံကနန်းနေကြည့်ပဲရွေးချယ်ပြီးတော့မှ okay ဆိုတာလေးကိုပဲကျွန်တော်တို့ နော်တို့နှိပ်ပေးရမှာဖြစ်ပါတယ် Okay ဆိုတော့ကိုနှဲလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးစာရွက်လေးတွေကကျွန်တော်တို့နောက်ထပ်ကြံနေတဲ့တစ်ဖက်မှာရှိနေတဲ့စာမျက်နှာလေးတွေအားလုံးကျွန်တော်တို့ထွက်လာမှာဖြစ်ပါတယ်ဒီတော့အားလုံးကျွန်တော်တို့ကပြီးသွားတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ဒီမှာနောက်ထပ်ဗီဒီယိုဖိုင်လေးထပ်ပြီးတော့ကြည့်မယ် ဒီတော့အခုဒီမှာဆိုရင်ကျွန်တော်တို့စာရွက်တွေအားလုံးကကျွန်တော်တို့ထွက်လာပြီပေါ့နော်ထွက်လာတဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီမှာစာရွက်ရဲ့ခေါင်းစဉ်စာအုပ်လေးမှာလည်းကျွန်တော်တို့ဒီပုံစံလေးထားလိုက်မယ်ဒီတော့ထွက်လာတဲ့စာရွက်လေးတွေမှာကျွန်တော်တို့ကကြောကပ်ဖြစ်မဖြစ်စာမျက်နှာနံပါတ်တွေထွက်လာတာမှန်မှန်မှန်ကိုကျွန်တော်တို့တစ်ချက်လောက်စစ်ပေးရပါမယ်ဒီတော့ကျွန်တော်တို့ဒီမှာစာအုပ်မျက်နှာပုံလေးကိုဘေးမှာချမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့စာအုပ်မာတိကာနဲ့စပြီးတော့မှအောက်မှာကျွန်တော်တို့နံပါတ်စဉ်လေးတွေတက်ထားတယ်နံပါတ်1စာရွက်လေးကျွန်တော်တို့ရှိတယ် ဟိုဘက်ကိုကျွန်တော်တို့ကလှန်ကြည့်လိုက်တဲ့အခါမှာဆိုရင်စာမျက်နှာနံပါတ်2ဖြစ်နေရပါမယ်ပြီးသွားပြီဆိုရင်တော့အောက်မှာ3 4 5ဆိုပြီးတော့မှစာမျက်နှာနံပါတ်လေးတွေကျွန်တော်တို့အစင်လိုက်ထွက်လာတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်အခုလိုမျိုးစာမျက်နှာနံပါတ်တွေအားလုံးကျွန်တော်တို့မှန်သွားပြီဆိုရင်တော့နောက်ထပ်ကျွန်တော်တို့ကစာအုပ်မျက်နှာဖုံးလေးထပ်ပြီးတော့မှထုတ်ပေးရမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့စာအုပ်မျက်နှာဖုံးထုတ်တာလေးကိုလည်းကျွန်တော်တို့တစ်ချက်လောက်ဒီရဲ့သင်ခန်းစာလေးမှာတစ်ခါတည်းပြပြပေးသွားပါမယ် ဒီတော့ကျွန်တော်တို့ကဒီမှာစာအုပ်မျက်နှာဖုန်းဒီဇိုင်းလေးကိုလည်းတခါလေးဆွဲပြီးသားလေးပါတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့က print ထုတ်ဖို့ရာအတွက်ကျွန်တော်တို့စောနာကလိုပဲ printer ဆိုတာလေးကျွန်တော်တို့ရွေးနေလိုက်ပါမယ်။ဒီတခါတော့ကျွန်တော်တို့ကစာအုပ်မျက်နှာဖုန်းထုတ်တဲ့အခါမှာရိုးရိုးစာရွက်နဲ့ထုတ်မှာမဟုတ်ဘဲနဲ့မျက်နှာဖုန်းဖြစ်တဲ့အတွက်ကျွန်တော်တို့က photo paper နဲ့ထုတ်ပေးပါမယ်။ဒါကြောင့် photo paper glossy ဆိုတာလေးကိုကျွန်တော်တို့ရွေးချယ်ပေးလိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က standard ကိုပဲထားမယ်။ ကာလာနဲ့ထုတ်မှာဖြစ်တဲ့အတွက်ကာလာကိုရွေးချယ်လိုက်ပါတယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာလေးမှာ all ဆိုတာကိုမရွေးတော့ဘဲနဲ့လက်ရှိရောက်နေတဲ့စာစာဒီစာအုပ်မျက်နှာဖုံးလေးကိုထုတ်မှာဖြစ်တဲ့အတွက် current page ဆိုတာလေးကိုကျွန်တော်တို့ရွေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ OK နဲ့လိုက်တန်တဲ့တပြိုင်နဲ့စာအုပ်မျက်နှာဖုံးလေးလည်းကျွန်တော်တို့ထွက်လာတာကိုတွေ့ရပါလိမ့်မယ်ဒီတော့အားလုံးကျွန်တော်တို့ကစာအုပ်မျက်နှာဖုံးလေးထုတ်ပြီးသွားပြီး as ဒီစာအုပ်လေးလေးကျွန်တော်တို့အားလုံးပရင်တာကနေပြီးတော့ထုတ်ပြီးသွားပြီဆိုရင်တော့ထွက်လာတဲ့စာရွက်တွေကိုကျွန်တော်တို့ကိုယ်ရှိမှရှိနေတဲ့ချုပ်ဆက်လေးတွေနဲ့ဒါမှမဟုတ်ကျွန်တော်တို့ဒီမှာ stapler အကြီးတွေနဲ့ပေါ့နော်ဒါယူနဲ့ကျွန်တော်တို့စာအုပ်ချုပ်မယ်ပြီးရင်ကျွန်တော်တို့စာအုပ်ချုပ်တဲ့ တိတ်လေးတွေနဲ့ကျွန်တော်တို့ကတ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့အတွက်စာအုပ်လေးတဟုတ်ရရှိသွားတာကိုတွေ့ရပါလိမ့်မယ်။ဒါကတော့ကျွန်တော်တို့ A4 စာအုပ်ကိုကြောကပ် print ထုတ်တဲ့နီလန်းလေးဖြစ်ပါတယ်။အားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်။ဒီရက်သင်ခန်းစာလေးကလက်တွေ့လုပ်ငန်းခွင်မှာလည်းရန်အသုံးဝင်မဲ့သင်ခန်းစာလေးတစ်ခုဖြစ်တဲ့အတွက် ကိုကိုရိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါအကယ်၍ကိုကိုရိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကိုကိုရိုင်း print ထုတ်ကြည့်တဲ့အခါမှာမလုံးတက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အကယ်၍ကိုကိုရိုင်းလေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ် A4 စာအုပ်ကိုကြောကပ် print ထုတ်တတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DONE dance ဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကို ဘသူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေးလာနေပါတယ်လေးကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းလားလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ